ကြည့်ရှုအပ်နေတဲ့ပြိဿာနုံမင်္ဂလာပါ2025မေလ18ရက်နေ့စနေနေ့တနေ့တာလက်နေရက်ကအနောက်တော်ရက်စန်းတီရရက်ကအရှိရရံပေါ်ရရက်ကအရှိမြောက်ရက်တို့ဖြစ်ပါတယ် မူလဆန်းရှင်နေကကဥဒ္ဓရသံနေကဖြစ်တယ်ဒီနေ့မဟာရက်ကျမ်းနေ့ဖြစ်တယ်အသွာလာနေတိုင်းသူပြုကျဆက်ရမယ်ရှင်အန်နေရဲ့ရှင်အန်နေရဲ့ဘိလ္ဗန်နေတို့ကိုကျဆက်ရမယ်နေ့မျိုးစားဖြစ်တယ်အနောက်ရက်ကိုဒီသွားစေတဲ့ရှိတတ်တယ်နေကင်းတနိုင်ခွဲနဲ့ညနေ့ သုံးနိုင်တော်တွင်မှမတော်တဆထိခဲ့မှညမဖြစ်အောင်ထိန်စေရနိုင်မယ်ကောင်းမြေကျိုးကြည့်ရှိမှုရမိစ္ဆာယာစီမှာပုတ်ချွေကျုံပြိစ္ဆာယာစီမှာတနင်္ဂနွေကျုံမေထုံယာစီမှာပုတ်ချွေကျုံကရကတ်ယာစီမှာအင်္ဂါကျုံကံယာစီမှာကိတ်ကျုံဓနုယာစီမှာ တနေ့လာကြုံမင်းရဒီမှာတောက်ကြကြုံစနေကြုံယာဟုကြုံတို့ဖြန့်ကျက်တရှိနေတယ်မိတ္တရာဒီဘွားတွေမှာအပြိုင်ဆိုင်ကြမှာတိုးတက်မှုရှိမယ်ဝိတိကုံကြများပဲစိတ်ပင်မလူပင်မဖြစ်တတ်တယ်တိတ္တရာဒီဘွားတွေမှာအေးပါသောဆုံးဖြတ်ချက်ချမှတ်ရမယ် ပေါ်ပေါက်တဲ့ခွင့်ရည်ကိုအတွက်ကြိုးရှိနေမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးတော့ခဲ့ခြင်းရဲ့ကောင်းသောကျိုးဆက်ကိုရရှိမယ်မေထုံရာသီတွေမှာမွေးသူတွေမှာရံများမယ်အတိုက်ခံများမယ်မှန်းနာတဲ့လက်တွေကဟားမယ်မတော်တဆနဲ့ကျူဆဲမယ်ကရကရာသီဘွားများစမ်းပွင့်တယ်မေကောင်းဆွေကောင်းထောက်ကူရမယ်လူရပြည့်စုံမယ်ဘဝတုန်တက်မယ်သိရာဒီဘွားများ အထင်ရခံရမယ်ပြဿနာဖြေရှင်းရမယ်ယံပတိဖက်ကနေရှင်ပြီးတော့ရမယ်ကာယဒီဘွားတွေမှာအသေးစားထိခဲ့မှုယူဆိုင်မယ်စီမံထားတဲ့လက်တွေကွာမယ်အချိန်နေပေးတဲ့ပုံမှာလုပ်ရတော့အရာရအင်ပြေပဲတူရဒီဘွားတွေမှာဥတီချက်ပြောင်းပြီးလုပ်တာအဆင်ပြေမယ်ရှင်မန်းချက်တက်တဲ့လက်တွေကောက်တဲ့ပုံပြီးတိုးတက်မှုကိုချက်မယ် ဒိဋ္ဌာယာတိဘွားတွေမှာရှင်ပြိုင်မှုအောင်မြင်ပေဘဝတို့တက်ပေအလိုပြည့်စုံပေငွေကြေးကံကောင်းပေဘဝတလန်းကတလန်းပွဲပေဒနုယာတိဘွားတွေမှာခီးကိစ္စအစဉ်ပြေပေအရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လူတွေအောင်မြင်ပေဘဝကြေးကိစ္စဒုက္ခကိစ္စစီဝရေးရာကတာအစဉ်ပြေပေမကာရယာတိဘွားတွေမှာ ရက်ထက်တဲ့အလုပ်တွေပြန်လဲစတင်နိုင်တယ်ပိတ်နေတဲ့အကြောင်းကိုပြန်ပွဲမယ်ရည်ရွယ်ချက်အမြင်မှုနဲ့ဘဝကျွတ်တဲ့မှုတွေစက်တိုင်းကျုံမယ်ကိုရည်ဒီဘဝတွေမှာဝိကျိတ်ကံသွားမယ်အလုံးချက်စီအောင်မယ်ဘဝကျွတ်တဲ့မယ်ဘုလားစင်ကဒီပုံမြင့်တဲ့စင်ကိုရောက်ရှိချိုးပြသွားမယ်မေယာဒီဘဝတွေမှာကိုယ်ပဲရည်တည်ချက်နဲ့ထုတ်ကန်ခြင်းရဲ့ကောင်းသောကျိုးကျေးဇူးရရှိမယ် ဘဝတဏ္ဍကတ္တတဖွဲ့ပဲဝိသေကကောင်းတယ်တနေ့တာကာလတော်တွင်မှာအနဲ့ရောင်ပြာရည်ရောင်မိခိုးရောင်တို့ကိုဝှက်ပြီးရေးကြည့်တဲ့ကိစ္စတွေဆောင်ရွက်ပါအဖြူရောက်ပန်းခွေဘုရားကတုပူဇော်ပြီးလောရဆုတောင်းမှာအလောက်ကြအောင်မြင်မယ်ကျေးဇူးတင်ပါတယ်